ကျွန်တော်ကတော့ AAP ကထင်အောင်ဖြစ်ပါတယ်အခုဒီအစီအစဉ်မှာအတိတ်ကာလကထိခိုက်နေတာခံစားခဲ့ရဒူပေတွေကအပါအဝင်ဖြစ်တဲ့နိုင်ငံကြီးချင်းသောဟောင်းတွေထောင်ထဲမှာဘယ်လိုညှိမှန်းလေးဆက်ခံခဲ့ရလဲထောင်ဝင်သားတွေမှာဘယ်လိုညှိမှန်းလေးဆက်ခံခဲ့ရလဲအပြည်လောကပြင်ရောက်တဲ့အခါမှာအသွေးကူးပြောင်းမှုကာလတရားမျှတမှုဆိုင်ရာအမှုမှန်အမှန်တရားပေါ်ရှာဖွေဖော်လို့ရေးအတွက်ဘယ်လိုသုံးစားဆောင်ရွက်ခဲ့ကြလဲဆိုတော့ တရုတ်ပေါ်တင်ဆက်မှုကိုတင်ဆက်နောက်ကနေစကားပြောမှုဖြစ်တဲ့အဝေးဆောင်ရေးပေးမှာဖြစ်ပါတယ်။အားလုံးပဲရှုစားနားထောင်ကြောက်ကြပါခင်ဗျာ။မဖြစ်မဖြစ်တောင်းဆိုတိုက်ပွဲကိုရှင်တွေဟာ က်ဆက်အကျန်းဖက်ဖြိုခွင်းပြီးသူတို့ရစ်မှုနေတဲ့အာသာကိုကာကွယ်ကြပါတော့။ဒါဟာအမှန်တရားရှာဖွေသူတွေလူခွေရဲ့မျက်နှာသူတွေရဲ့ဘဝနဲ့ရင်ပြီးပေးဆက်ကြရတဲ့အစပထမပဲဖြစ်ပါတော့တယ်ခင်ဗျာ။အဲဒီတော့မှတော့ အဲ့ဒီလိုခေါ်ဆောင်သွားပြီးတော့အခုလိုမျိုးစစ်မေးရိုက်နဲ့နှိမ့်ဆက်ကြပါတော့လေခင်ဗျာအာနာပိုင်းတွေဟာဖန်စီနှိမ့်ဆက်ခံနေရတဲ့လူတွေရဲ့မိသားစုဝင်အိမ်တွေကိုသွားပြီးအဲ့ဒီမိသားစုဝင်တွေကိုနှောက်ရှက်မေးမြန်းအိမ်မှာရှိတဲ့ပစ္စည်းတွေကိုလည်းရှာဖွေမွေတောက်ပြီးစိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိမ့်ဆက်ဤအမျိုးမျိုးနဲ့သွားရောက်ပြီးလှုပ်ဆောင်ကြပါလိမ့်မယ် ဘယ်အနာရှင်စနစ်မျိုးကိုမှမလိုချင်တဲ့လူတွေဟာအမှန်တရားအတွက်ကိုယုံကြည်အောင်လှုပ်ဆောင်ရင်အခုလိုမျိုးစစ်ကြောရေးစခန်းတွေမှာ နေမှမသိညမှမသိခက်တမ်းပြီးတော့ညင်မှနှိမ့်ဆက်ခံခဲ့ကြရပါလေဒါကြောင့်လေငရဲငန်းတစ်ခုအဖြစ်ခေါ်တွင်ပေါ်ပေါက်လာရတာပဲဖြစ်ပါပဲနှစ်ရေထောင်းတယ်တွေချမှတ်ပြီးထောင်းတွေတွေကိုပို့လိုက်ကြပါတော့လေ ဘယ်မှာရောက်တော့ရောက်နေမှမသိရတဲ့ဒီသားစုဝင်တွေဟာထောင်တွေတွေကိုလိုက်လဲစုံစမ်းကြပြီးတော့အမှန်တရားအတွက်ကြက်ကြက်ခံခဲ့ရပါတော့လေထောင်ဝင်သားတွေကိုရဗျာမီဆိုတော့လေမိသားစုဝင်တွေကြိုးစားပန်းစားယူလာကြတဲ့စားတော့ခွေရတဲ့အပါဝင်ပစ္စည်းတွေကိုလုံခြုံရေး ရှားဖွေကြပါတယ်။အဲဒီလိုရှားဖွေတဲ့နေရာမှာအကြောင်းမျိုးမျိုးပြပြီးမိသားစုဝင်တွေယူဆောင်လာတဲ့ပါဝင်သားပစ္စည်းတွေကိုကန့်တတ်ပိတ်ပင်တားဆီးတာတွေလည်းလုပ်တတ်ပါသေးတယ်။ဘာလာတဲ့ပစ္စည်းတွေကိုအကြောင်းမျိုးမျိုးပြခွင့်မပြုနိုင်တဲ့အရာတွေဆိုရင်အကြောင်းပြတဲ့တဲ့ဇုံတရားမရှင်းပြပဲဆွဲယူလွတ်ပြတာမျိုးတွေလည်းလုပ်တတ်ပါသေးတယ်။ တွေ့ခွင့်ရတဲ့အနေငယ်များသော မိနစ်ကလေးမှလည်းလွတ်လွတ်လပ်လပ်ပြောဆိုခွင့်အခွင့်အရေးတွေကိုလည်းရသမျှချိုးဖောက်ခဲ့ကြပါသေးတယ်။အခုမြင်တွေ့နေရတာကတော့အကျဉ်းသားတွေရှိကိုသူတို့ရဲ့မိသားစုဝင်တွေဟာအစစ်အစစ်ပြတ်တမ်းပြီးထောင်ဝင်သာတွေ့နေကြတဲ့ပုံပဲဖြစ်ပါတယ်။ အဲဒီလိုမနေရတဲ့ထောင်တွေချမှတ်ခံရပြီးတဲ့နောက်နိုင်ငံရေးကျင်းသားတွေဟာအကျဉ်းထောင်တွေနဲ့နှစ်ပေါင်းများစွာ ခံစားရင်အပြင်လောကနဲ့အဆက်အသွယ်ဖြတ်တောက်ခံရပါလေဒီလိုနဲ့အစိုးရတခုအပြောင်းလဲပါနိုင်ငံရေးကျင်းသားအများစု ပြန်လေလှုပ်ရောက်လို့လာကြပါလေမိနာကြရသူတွေဟာတိုင်းပြည်ရဲ့အသွေးကူ တရားဆောင်ဖို့ရေတရားမြတ်တော်မူကောင်းတော်ရေတို့အတွက်ကြိုးပမ်းခဲ့ကြပါလေ။ဒါဟောတော့လည်းဆိုတော့အသွေးဦးမြောင်းရေးကာလမှာနိဒာကံစားခဲ့ရသူတွေဟာဥဆောင်ကြိုးစားခဲ့ကြတယ်ဆိုတာကိုလည်းပြဆိုနေတဲ့သဘောပါပဲ။အတိတ်ကာလကပုံစံမျိုးစုံနဲ့ဤမဲ့နိုင်စံမှုထုလုပ်ခဲ့ကြတဲ့လူတွေနဲ့ကျူးလွန်ခံရသူမိသားစုတွေလျာတရားမြတ်မှုဆိုင် ိုင်းဆောင်ရွက်နေကြတာလို့လည်းတွေ့နေကြရတာပါဒီလိုလုံးချင်းအဖြစ်စစ်မှန်တဲ့တရားမြတ် ချိန်မှာနိဒာခံစားကြရသူတွေနဲ့သူတို့ရဲ့မိသားစုတွေတရားဘဝတစ်ခုရဲ့အစ်တာရကိုပြန်လေအစမပြိုးနိုင်တော့တဲ့အခြေအနေတွေကြောင့်ပဲဖြစ်ပါလေ။အဲဒီဖြစ်စီပြီးသွားတယ်တော့လေတဏှာလုံးပါရှိရဲ့အကြောင်းအမျိုးမျိုးကြောင့်နိဒာခံစားကြရသူတွေကြားမှာအာသာတအမျိုးတွေမယုံကြည်မှုတွေပြေပြောင်းပြီးသူတို့အတွက် အစားတို့အတိမတ်ပြုမှုတစ်ခုခုသာရရှိခဲ့မယ်ဆိုရင်တနိုင်ငံလုံးငြိမ်းချမ်းတဲ့စိတ်ကံစားမှုတွေကနေတရှိငြိမ်းချမ်းတဲ့နိုင်ငံတစ်ခုကိုဖန်တီးနိုင်မယ်လို့ယုံကြည်ကြောင်းပြင်ဆက်လိုက်ရပါတယ်